အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်တက်တီအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ Arsenal အသင်းရဲ့ဒါအခုလက်ရှိမှာအပြောင်းအလဲနဲ့ပတ်သက်လို့ပေးသက်တော်တော်များများကလုံးဝကို under pressure ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အခုကျွန်တော် Premier League feature တွေလည်းထွက်လာပြီ။ကျွန်တော်တို့ပွဲစဉ်တက်မှာဒါကျွန်တော် Manchester United ကို away queen ကမယ်။ဒုတိယပွဲကတော့အင်ကွဲမှာ Leeds ဖြစ်ပေမဲ့တတိယပွဲမှာ Liverpool ကို away queen ပြီးတာနဲ့ Forest ကိုအိမ်ကွင်းမှာကန်ပြီးတာနဲ့ Manchester City နဲ့ထပ်ကန်မယ်ပြီး Newcastle နဲ့ကန်မယ်ဆိုတော့ကျွန်တော်တို့ပထမပွဲစဉ်ရဲ့6ပွဲမှာ Newcastle away Man City အိမ် Liverpool away နဲ့ Man United away ဆိုတော့ Liverpool ရဲ့ United ရဲ့ Newcastle ရဲ့၃ပွဲက away နဲ့ Manchester City ကအိမ်ဆိုတော့ပထမ6ပွဲမှာတင် Arsenal ရဲ့ ဒါပွဲစဉ်ကြီးကတော်တော်ကိုကြက်တယ်အာဆယ်ကယာတီပိတ်မှာတော့ဒါမက်ရှလာအေပရီမေ3လလို့တော်တော်လေးချောင်းနေရှေ့တကြောလုံးတောက်လျှောက်ကြက်တယ်ဆိုတော့ feature ကပြောချင်တာကစောစောပိုင်းမှာအမတ်ရော့ပြီးတော့နောက်ပိုင်းမှာအမတ်အပြတ်သက်ယူနိုင်မယ်ဆိုရင်တော့ဒါကောင်းတဲ့အခြေအနေမျိုးဆိုတော့ကျွန်တော်တို့ပိတ်သက်တည်ဆိုရင်တာကငါတို့အိုက်ပွဲစဉ်မှာငါတို့လူချင်းနဲ့တိုက်စစ်မှုရပါမလားဆိုတဲ့အချက်ပဲဆိုတော့အခုလောလောဆယ်အနေထားအရ football.london မှာဖော်ပြထားတာတော့ အာစနယ်ကဘန်ဂျမင်ဆက်စကိုရဲ့အပြောင်းရွှေ့ကိုဒါအခုလောလောဆယ်အနေထားရာပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိတယ်ဆိုပြီးတော့ဖော်ပြထားတဲ့ဂျာမန်နာမည်ကြီးခီကာတို့နောက်စကိုက်ဂျာမနီတို့ဘဲလ်တို့မှာ ဖော်ပြတဲ့ report ရာလိုက်ပ်ဆစ်ရဲ့အသက်22နှစ်အရွယ်ရှိတဲ့လူငယ်တိုက်စစ်မှုဘန်ဂျမင်ဆက်စကိုနဲ့အာစနယ်ကြားမှာပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရပြီအမှန်တိုင်းပြောရင်ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုဆိုတာ nothing ပဲ ဲ့လိုသဘောတူညီဖို့ကဘာမှကောင်းလဲဆိုတော့ကစားမရဲ့ရိုကြီးစာချုပ်ရှိတဲ့အပြောင်းရွှေ့တွေမှာပြဿနာမရှိပေမဲ့ဒါပြောင်းရွှေ့ခြေတောင်းမဲ့အသိအနေနဲ့ဆိုဘာမှတိတ်ထူးကြကြမရှိဘူးဒါပေမဲ့တခုတော့ရှိတာပေါ့လေတခြားသင်ကကိုယ့်ကိုစိတ်ဝင်စားရင်တော့မှကိုက personal agreement ရထားတယ်ဆိုရင် သူတို့ကကိုယ့်ကိုအလေးပါပြီးတော့ပြောင်းချင်တဲ့ပုံစံမျိုးဆိုတော့22နှစ်သားကို Arsenal သင်ကပုတ်ကွေးဆိုင်ရာသဘောတူညီမှု ရရှိထားပြီးပြဿနာကသူ့ရဲ့ပြောင်းရွှေ့ခြေဆိုတော့အခု Arsenal သင်နဲ့ ဒါဘယ်လိုပြောမလဲဆိုတော့ RB Leipzig ကမှပြောင်းရွှေ့ခြင်းညှိမြဖို့ဖြစ်နေတယ်။အဓိက Arsenal ကလည်းအများကြီးမပေးချင်ဘူး။ဘာလို့အများကြီးမပေးချင်လဲဆိုတော့သူတို့အစောပိုင်းတုန်းကသဘောတူထားတဲ့ပြောင်းရွှေ့ခြင်းက Euro Tank နဲ့ဆိုတာမရှိဘူး။ဒါအဲ့ဒါက Leipzig နဲ့သူမနေ့ကစပြီးတော့သူ contract မချုပ်ခင်မှာ gentleman agreement ထပ်တိုးလိုက်တယ်။ဆိုတော့29အထိသူတက်တန်းတိုးလိုက်တယ်။သူတနစ်ပဲတိုးတာ။အဲ့ဒီချိန်မှာ gentleman agreement က tank 80 ဖြစ်တယ်ဒါပေမဲ့သူ့ရဲ့ယောချင်းစာချုပ်ကတန်း80ဆိုတော့အစက live set ကတန်း60နဲ့သူကထွက်လို့ရတယ်မနေ့ကဒါပေမဲ့သူ gentleman agreement နဲ့တန်း80နဲ့တတ်တန်းတိုးပြီးတော့ပြောင်းရွှေ့ခြေပါတိုးလိုက်တယ်အခု RB live set ကအဲ့ပြောင်းရွှေ့ခြေကိုဘယ်လိုဖြစ်လဲဆိုတော့ပေါ့ဘူးငါတို့ပြောင်းရွှေ့ခြေကိုတန်း80ယောချင်းစာချုပ်ထိတတ်မှတ်လိုက်တယ်ဒီနေရာမှာ live set ကအဲ့လောက်တောင်မဟုတ်ဘူးအခုကဘာဖြစ်သွားလဲဆိုတော့ RB live set ကပေါင်နဲ့တွက်ရင်ပေါင်68.5တန်းကနေ ပေါင်85.5တမ5တန်းထိရှိမဲ့ပြောင်းရွှေ့ချင်လို့ချင်တယ်ဆိုတော့အဲ့ဒါကကျွန်တော်ယူရိုနဲ့တွက်မယ်ဆိုရင်ယူရိုတန်း80နဲ့ယူရိုတန်း100ကြာ68တန်းကနေ85တန်းကြာပေါင်နဲ့ဖြစ်မယ်ဆိုရင်ယူရိုဆိုရင်80နဲ့100ကြာပေးမှာပဲ RB Leipzig ကလက်ခံမယ်ဆိုတဲ့အချက်အဲ့ဒီချက်က Arsenal အသင်းတော်တော်တော်ကိုကောင်းစားတယ်ဆိုတော့ club ကအဲ့လိုပြောင်းရွှေ့ချင်မျိုးမပေးဘူးဆိုပြီးတော့သူတို့ဘက်ကပြောထားတဲ့အချက်ရှိပေမဲ့ ကစားမကူတော့အသိဘက်ကပုံကိုရေးဆိုင်ရာသဘောတူညီမှုရရှိတဲ့အထွက်ပြောင်းရွှေ့ခြင်းကိစ္စကိုတော့ဖြည်းဖြည်းချင်းရအောင်ညှိမယ်ကျွန်တော်တို့သိထားရမှာအရန်ဖြည်းဖြည်းလုပ်လို့မရဘူးကျွန်တော်တို့ pre-season tour မှာတိုက်စစ်မှုတယောက်ပါသွားဖို့လိုအပ်တယ်အဲ့ဒါမှကျွန်တော်တို့ရာသီစမှာ Man United ရဲ့ပွဲမှာ ready ဖြစ်ဖို့နောက် Liverpool ကိုအဝေးကွင်းပွဲမှာ ready ဖြစ်ဖို့ Manchester City ကိုအိမ်ကွင်းမှာ ready ဖြစ်ဖို့နဲ့နောက် Newcastle အဝေးကွင်းမှာ ready ဖြစ်ဖို့အဲ့ဒါကလိုအပ်တဲ့အချိန်မှာ ဒါဘန်ဂျမင်ဆက်စကိုရဲ့အပြောင်းရွှေ့ကပေါင်တန်ယူရိုတန်80နဲ့ဒါယူရိုတန်တရားကြပေါင်68တန်နဲ့ပေါင်85တန်ကြာပေးရမယ်ဆိုအာဆယ်ကဈေးချပြီးတော့ရအောင်ညှိမလားအိုက်ကြိုက်ကြီးပဲသူတို့တောင်းတာကိုပေးမလားအခုလောလောဆယ်မှာကစားမကိုပုတ်ကွေဆန်သဘောတူညီရတယ်ဒီနေရာမှာယော့ခရက်စ်ကိုသူတို့လောလောဆယ်မှာဦးစားပေးတိုက်စစ်မှုဖြင့်မတတ်မထားဘူးအကြောင်းလဲဆိုတော့ဗစ်တယော့ခရက်စ်ကိုလည်းတန်80တိပြောင်းရွှေ့ချတိုးလိုက်တဲ့စကူတင်ကြောင့်အာဆယ်က အိုလီဝီကင်ဘက်ကိုပါလှည့်ထားတယ်ဒါပေမဲ့ကျွန်တော်ကတော့အမှန်တိုင်းပြောတော့အိုလီဝီကင်ကအသက်လေးကြီးပြီယော့ကရက်စ်က29ဘင်ဂျမင်ဆက်စကူက28 22အိုလီဝီကင်က29ဆိုတော့အခုလောလောဆယ်မှာအာဆင်နေနဲ့မဖြစ်မနေပြောင်းဖြေချင်ကြီးရမယ်ဒီနေရာမှာရိုဒရီဂိုကိုရယ်မက်ဒရစ်အသင်းကနေသူတို့အဓိကပြင်မှတ်တစ်ခုအနေနဲ့စပြီးတော့ပြောင်းလဲစတင်ကြီးပြီးတော့ဆက်စကူအပြောင်းအရွှေ့ကိုတော်တော်လေးတောက်လျှောက်ကြိုးပမ်းနေတာပါအားလုံးကျေးဇူးတင်ပါတယ်